ခင်မင်္ဂလာပါမျိုးတို့ရေပြီးခဲ့တဲ့ဘက်ကတော့เนาะကျွန်တော်လည်းအတတ်နိုင်ဆုံးအောင်မြအောင်လုပ်ပေးနိုင်ခဲ့တယ်ပေါ့เนาะအဲကဲဒီတစ်ပတ်လည်းကျွန်တော်တို့ဘလောက်ထိအတိုင်းတာဒီအောင်မြအောင်လုပ်ပေးနိုင်မလဲဆိုတော့စောင့်ကြည့်ပြီးတော့ကဲဖြတ်ကြပါအောင်ပြရเนาะကဲအဲ့တော့ကျွန်တော်တို့တော်ဒီလေးတွေစားလိုက်ကြအောင်เนาะအဲ့တော့ကျွန်တော်ဘယ်ကစမလဲဆို60ခုနှစ်ကစမယ်ဗျာเนาะ639ခုနှစ် 6တုံညာခုနေပြီးသွားအခါကျတော့9 5 53695တဲ့ဘယ်လိုဖြစ်အောင်အတန်းလာကက်3695ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ3ညရဲ့ဒီ4ရဲ့ပေါင်းတော့4ဒီ5နဲ့ပေါင်းတော့6ပါတဲ့နော်6 6ရက်နှခက6 6ရက်ပါဝါတိ6 6တိဆိုရဲခဏတော့လုံးဒီပြမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့အခါကျတော့6နှစ်တဲ့6နှစ်မှာ6တလုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်6 6တဲ့6 6มาเลยโกตะลงทีวีเราတို့ညာဟောမနေ့ကောအောင်မြင်ခဲ့ပါလေဗျခေနောက်ဒီပြန်ဆက်တက်ပါမယ်ကိုကို လေးငါသုံးလေးသုံးရနှစ်လေးငါ၉နှစ်လေးငါ၉နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ၉ရဲ့ဒီ၃ရဲ့ပေါင်းတော့၉ဒီနှစ်နဲ့ပေါင်းတော့၁ပါတဲ့နော်တ၁ရဲ့နှစ်ခက်က၈၈ရဲ့ပါဝါ၃၁၈၃ဆိုတော့ကီ၃လို့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဗာထွက်သွားတဲ့ဆိုရခါကျတော့၅၃ ငါတော့မှတုံးတလုံးထိပြီးအောင်မြင်ခဲ့ပါတယ်နောက်တစ်ခါနှစ်ရှင်းတဲ့နှစ်ရှင်းမှလည်းရှစ်တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျဒီနေ့ရဗျညာမနဲ့ဒီဟိုးရှစ်ပြင်နေမှလည်းနော်တော်တော်အောင်ခဲ့တဲ့နေ့ပါဗျနော်အဲ့တော့နောက်တစ်ပြင်ဆက်တက်ပါမယ်၄2ဘယ်လိုဖြစ်တော့အားလည်းကတ်၄2 4 6 9 3 5 9 3 သုံး၅ခွန်သုံးရှစ်ရှစ်ကိုသုံးရှစ်ရှစ်ကိုသုံးနဲ့ဒီလိုမျိုးထွက်ထားပါတယ်เนาะအဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါမှာဒီနှစ်ကဒီခွန်ရပေါင်းတော့၉၉နဲ့သုံးနဲ့ပေါင်းတော့နှစ်ပါတဲ့နှစ်ရနှစ်ခက်က၄၄ရပါပါ၉နှစ်လေးကိုဆိုတော့ဒီဆုံးလို့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့အခါကျတော့တစ်တစ်တဲ့နော်တစ်တစ်မှာကျွန်တော်တို့မအောင်ခဲ့ပါဘူး 66 66မှာတော့ကျွန်တော်တို့6တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်ဒီမျိုးတွက်ပါမယ်99 99တဲ့99 99 33 33 33တက်တော့တက်တော့59396 59396ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မှဆိုရင်ဒီ9ရဲ့ဒီတက်ကပေါင်းတော့6 6ကဲ6ကဲပေါင်းတော့6ကဲ6ကဲပေါင်းတော့2ပါတဲ့2ရဲ့နှစ်ခက်က4 4ရဲ့ပါဝါကို2 4ကိုဆိုတော့ကြီးဆုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့ကို6တဲ့ကို6မှာကျွန်တော်တို့ကိုတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်6 6တဲ့6 6မှာတော့မအောင်ပါဘူးဗျ နောက်တစ်ပြိုတက်ပါမယ်9688 9688 4400 4400 4400ဟနှစ်ရှိတချောက်ဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်6ကခွန်ရဲ့ပေါင်းတော့3 3နဲ့6နဲ့ပေါင်းတော့9ပါတဲ့9ရဲ့နှက်ခတ်က6 6ရဲ့ပါဝါ1 9 6 1ဆိုရက် ခေါ်61ဆိုရဲဒီကီးတောင်းလို့ပါတယ်ဒီပင်မှာထွက်ရမယ်တဲ့เนาะအဲတော့ကျွန်တော်ဒီပင်မှာဘာထွက်သွားသလဲကျွန်တော်ကြည့်လိုက်ကြအောင်အမခွန်တခွန်တမှာတတလုံး TV ကျွန်တော်တို့အောင်ခဲ့ပါတယ်နောက်တစ်ခါတ6တ6မှာတကော6ကော TV အခွေအနေနဲ့ထပ်အောင်ပြီးတော့ညောင်းမနဲ့ကောအောင်ခဲ့ပါတယ်ဗျအဲအဲ့ဒီတော့ကျွန်တော်တို့အောင်ပွဲတွေဆက်လာခဲ့တဲ့အတွက်ညာဒီတပင်မှာတော့ကျွန်တော်တို့ပြက်ခဲ့ပါတယ်เนาะ အဲ့တော့99 56 56 99 66 99 6248ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်ဒီအဲ့ဒါအတွက်မဆိုရင်ဒီ9ရဲ့ဒီ9ရဲ့ပေါင်းတော့8 8နဲ့8နဲ့ပေါင်းတော့6တဲ့6ရဲ့နှစ်ခက်က9 9ရဲ့ပါပါလေး 694ဆိုတဲ့ကီးသုံးလို့ဒီပင်မှာထွက်ရမယ်တဲ့အဲ့တိုင်းမှာကျွန်တော်တို့694ဆိုတဲ့ကီးကလုံးဝထိသွားခဲ့ပါအောင်ဗျာခွန်ရှိ35ဆိုပြီးကျွန်တော်တို့ထွက်သွားတဲ့အတွက်ဒီပင်မှာကျွန်တော်တို့ပြက်ခဲ့ပါတယ်เนาะအဲ့ဒီလိုပြက်ခဲ့ပြင်မဲ့လဲကျွန်တော်ရဲ့20တွေကပြန်ပြီးတော့ဇက်တိုက်မှန်တဲ့20တွေဖြစ်တဲ့အတွက်ကျွန်တော်တို့အသုံးချလာခဲ့ရမှာဇက်တိုက်ပြန်မှန်လာတာကိုလည်းအမျိုးလိုတွေ့ရမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့တွက်မယ်တွက်မယ်ဆိုရင်65 ်နေချာနေချာဟုတ်တယ်တုံတုံတစ်တစ်တုံတုံတစ်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 ရှိနေချာတစ်ရှိလေးချောက်လေးချောက်ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9ရဲ့တကယ်ပေါင်းတော့6 6ရဲ့6ရဲ့ပေါင်းတော့2 2ရဲ့နှစ်ခက်က4 4ရဲ့ပါဝါ9 2 4 9ဆိုတော့ကီးသုံးလို့ဒီပြမှာထွက်ရမယ်အဲ့ဒီမှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့3 9ကိုတဲ့3 9 တုံညာကိုမှာကိုတုံးထီပြီးအောင်ခဲ့ပါတယ်66တဲ့66မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျကဲနောက်တစ်ပြင်တက်ပါမယ်နောက်တစ်ပြင်က3926 3926နဲ့6 3965 2635 004ခွန်004ခွန်ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုတဲ့အခါကျရင် တွေ့မယ်ဆိုရင်ဒီနှစ်ကဒီ၃ရက်ပေါင်းတော့၅ဒီ9ပေါင်းတော့2ပါတဲ့နှစ်ရက်နှစ်ခါက4 4ရက်ပါပါကို2 4ကိုဆိုတော့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့ဒီမှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ကို9တဲ့ကို9မှာကိုတလုံးထိပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်3နှစ်တဲ့3နှစ်မှာလည်းနှစ်တလုံးထိပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့တာကိုအမျိုးလိုမြင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာခဲ့တော့ကျွန်တော်တို့ဒီကနေ့တနင်္လာနေ့အတွက်ကျွန်တော်တို့ ်ဆက်ထုတ်ကြည့်လိုက်အောင်ကဲအဲ့တော့ကျွန်တော်တွေ့မယ်ဆိုရင်3ည3ခြောက်တိ4 8 4 8 4 2 6 8 6 8ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့ပါမယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်ဒီ3ရဲ့ဒီ4ရဲ့ပေါင်းတော့ခွန်ဒီ6ရဲ့ပေါင်းတော့9ပါတဲ့ ငါငိုင်းတစ်ခါက3 3ရပါဝါအရှိ938ဆိုတဲ့ကီးသုံးလို့ဒီပြမှာထွက်ရမယ်တကယ်အဲ့ဒါဆိုရင်ကျွန်တော်ထုံးတဲ့အတိုင်းထိတ်စည်းလေးတွေနဲ့ပရိတ်ကလေးတွေနဲ့ကျွန်တော်တို့စဉ်းစားလိုက်ကြအောင်ဗျာเนาะအဲ့မှာကျွန်တော်တို့ကီးထိတ်ကီးထိတ်ကတော့ပြီးခဲ့တဲ့ဘက်ကဆိုရင်တပွဲပဲပြက်ပြီးတော့ကျန်နိုင်အောင်ဝဆင်ခဲ့နိုင်နေเนาะအဲ့တော့ကီးထိတ်ကီးထိတ်ကီးထိတ်ကကျွန်တော်တို့မနေ့ဖက်အတွက်ကီးထိတ်ကနေ့ ခွန်တုံညာဖြစ်ပါတယ်တဲ့နော်ခုနကီယိုယိုက9 3ပါတဲ့နော်အဲ့မှာကျွန်တော်တို့ break ကငါ3ည3ခွန်ပါတဲ့เนาะ9 3ည3ခွန်ပါ9 3ည3 main break ဖြစ်ပါတယ်တဲ့เนาะကဲအဲ့တော့ကျွန်တော်တို့ထိတ်ကလေးတွေနဲ့ ကီးလေးတွေနဲ့မတူတဲ့အတွက်ကတ်ကစားလိုက်ရအောင်1 5တဲ့1523 28 95 93 98 395 93 98ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်เนาะ ဲ့တော့ဂဏန်းလေးတွေအဲ့လိုထွက်လာတဲ့ခါမှာကျွန်တော်တို့က main break main break ကလေးနဲ့ကျွန်တော်တို့ထုတ်ကြည့်လိုက်ရအောင် main break ကလေးနဲ့ထုတ်မယ်ဆိုရင်1 3 2 8 9 3 9 8 9 3 9 8 9 3 9 8ဒါပဲနော်อืมအဲ့ဒါပါပဲเนาะအဲ့မှာကျွန်တော်တို့ ဘယ်နှကွက်ရတယ်ဆိုရင်၅ကွက်ရပါတယ်ဗျာနော်၅ကွက်ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ၅ကွက်ထဲမှာ၅ကွက်ထဲမှာကျွန်တော်တို့တင်ကွက်ကလေးတွေထပ်ပြီးကျွန်တော်စဉ်းစားကြရလေးတော့ရှိပါတယ်အဲ့မှာကျွန်တော်တို့စဉ်းစားမယ်ဆိုရင်ကျွန်တော်ရဲ့အကြိုက်ကိုကျွန်တော်ပြောမယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ င်ကျွန်တော် အကြိုက်ကလေးမပြောခင်မှာနော်အကြိုက်ကလေးကနည်းနည်းစဉ်းစားလေးကြည့်ရတယ်လို့အဲအဲ့တော့ကျွန်တော်ခါတိုင်းပေးနေကြတန်းတန်းပြီးခဲ့ပါကဆိုရင်၄ချိန်လာကျွန်တော်၅ချိန်လာမှီထွက်သွားပြီပေါ့နော်ကျွန်တော်အဲ့ဒါတော့မှတ်မထားမိတိုက်တော့အဲ့တော့ကျွန်တော်ဒီကနေ့တန်းကဘာရှိသလဲဆိုရင်ပေါ်တဲ့အောက်တန်းကကျွန်တော်တို့6942ဖြစ်ပါတယ်တဲ့ပေါ်တဲ့6942အောက်တန်းက8 3 ငါးတုံညာတဲ့เนาะအဲ့ဒါမှာကျွန်တော်အပေါ်တော်တော့အလုံးအ ਨੇ ဆုံးနှစ်ကြိမ်ထွက်ရမယ်တဲ့เนาะဒီတစ်ပတ်မွေးပရိတ်မွေးပရိတ်ကတော့ထုံးကြံအတိုင်းပါပဲကျွန်တော်တို့မွေးပရိတ်ကလည်းဒီတစ်ပတ်လည်းနှစ်ခွန်ပဲဖြစ်ပါတယ်ဗျာเนาะနှစ်ခွန်ပါပဲเนาะပြီးခဲ့ဘက်ကလည်းမွေးပရိတ်လည်းမှန်ခဲ့တယ်เนาะအဲ့တော့နှစ်ခွန်ဖြစ်ပါတယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဒီနေရာမှာပြန်ကြည့်ရင်ကျွန်တော်တို့ကျွန်တော်ရဲ့တို့ဒီကောင်ဒီကောင်နဲ့ပြန်ပြီးကျွန်တော်ကချိန်ချိန်ထိုးပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ အဲ့ဒီထဲမှာမှကျွန်တော်တို့အကောင်းဆုံးက2 3နဲ့2 8ပဲဖြစ်ပါတယ်เนาะဒီတန်းနဲ့ညီမယ်ဆိုရင်ညီပြီးတော့မှထွက်မယ်ဆိုရင်2 3နဲ့2 8ကထွက်နိုင်ကြရပို့ပြီးအားကောင်းပါတယ်เนาะအဲ့တော့2 3နဲ့2 8ကိုကျွန်တော်တို့ဒီမှာခဏကျွန်တော်တို့တင်ကွက်အနေနဲ့ကျွန်တော်တို့စဉ်းစားလိုက်ပါမယ်เนาะ2 3နဲ့2 8ဟာလား2 3နဲ့2 8ဆိုပြီးကျွန်တော်တင်ကွက်ကိုစဉ်းစားလိုက်ပါမယ်ကဲအဲ့တော့အမျိုးလိုလေအကြိုက်တူလားပေါ့နော်အကြိုက်တူရင်တော့ယူပါအကြိုက်မတူရင်လည်းကျွန်တော်တို့မယူပါနဲ့နော်အဲအဲ့ဒီမှာကျွန်တော်တို့ဟိုပါပေါ့ အဲ့တော့ကျွန်တော်တို့ဒီတစ်ပတ်မွေးပြိတ်ကနှစ်ခွန်ဖြစ်ပါတယ်ဒီတန်းကတော့ဒါပါပဲเนาะကျွန်တော်တို့အဲ့ဒီမှာအကြိုက်ဆုံးကတော့ကျွန်တော်တို့နှစ်သုံးနဲ့နှစ်ရှစ်ဖြစ်ပါဗျာเนาะအကြိုက်တူရင်လည်းယူပါเนาะအကြိုက်မတူရင်လည်းမယူပါနဲ့နောက်တစ်ခုကျွန်တော်တို့ Viper မှာလည်းเนาะ Viper ယူမဲ့လူတွေအတွက်ကကျွန်တော်ပြောချင်တာကကျွန်တော်ပြီးခဲ့ပါကမွေးပြိတ်ပေးတယ်နော်ဟိုဟာအင်္ဂါမကျော်ပတ်တီးပေးတယ်ဗိုလ်ရုမကျော်ပတ်တီးပေးတယ်မပြောက်ပတ်တီးပေးတယ်တပတ်စာပတ်တီးပေးတယ်နော် အဲ့လိုပေးခဲ့တဲ့နေရာမှာကျွန်တော်အားရင်အားသလိုထိပ်စီးလေးတွေ break လေးတွေကျွန်တော်ထည့်ထည့်ပေးတယ်ထိပ်စီးလေး break လေးတွေအမှန်တကယ်ပြောရင်ကျွန်တော်ဟိုတချို့ကျရင် YouTube ကိုမကြည့်လိုက်ဖြစ်မှာဆိုလို့ကျွန်တော်ထည့်ပေးခြင်းဖြစ်တယ်ထုံးစံရတော့ဒီ break နဲ့ဒီထိတ်နဲ့ဒီပြိတ်ပဲကျွန်တော်ထည့်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်မအားလိုက်တဲ့ခါထည့်မပြီးဟာနေတိုင်းဘာမှမထည့်တာလဲလို့မလုပ်ပါနဲ့ဒါကကျွန်တော်ကစေတနာနဲ့ကျွန်တော်အားလိုက်လို့ထည့်ပေးခြင်းပဲဖြစ်ပါအဓိကကျွန်တော်တပတ်စာကတ်ရောင်းတဲ့အတွက်ကတ်ကိုပဲရောင်းပြီးသွားရင်ကျွန်တော်ဘက်က ပြီးပါပြီเนาะဒါပေမဲ့ကျွန်တော်အားရတော့အားသလိုထည့်ပေးပါမယ်အမြဲတမ်းနဲ့မမျှော်လင့်ပါနဲ့ကျွန်တော်လည်းအခုရက်မှာဟိုကြက်မကြီးမကောင်းတာတွေအတွက်ကျွန်တော်စီပွားရေးအလုပ်ကလေးတွေကိုကျွန်တော်မှဟိုပြန်ပြီးလုံမန့်နေရတယ်ပေါ့เนาะအဲ့ဒါအကြောင်းကျွန်တော်ဟိုအမြဲတမ်းကြီးခါးလေးဆိုတော့ကျွန်တော်တင်မပေးနိုင်ပါဘူးเนาะကျွန်တော် မြန်မာမတင်ပေးနဲ့မောင်းခါလေးရောဆိုတော့ကျွန်တော်တင်ပေးပြစ်သွားမှာပါပဲ။နော်ကဲအဲ့တော့ကျွန်တော်ဒီကနေ့တင်ဆက်မှုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်။အမျိုးတို့အနေနဲ့အဖွင့်လာလာနဲ့ရကြအောင်ကြပါစေလို့ဆုတောင်းပေးဒီကနေ့ဒီဘူးလိုဖိုင်လေးကိုဒီမာရီမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ။